ရှမ်းရဲ့ကွန်မီဒီယာကနေနမ်ဆန်မျိုးဝမ်ပုံရီလောင်တမန်တွင်ဇီဝီတာတာနာငါလွတ်ပွဲကျင်းပတဲ့တဲ့င်းကိုတင်ဆက်ပါမယ်ရှင် မြန်မာနိုင်ငံအတွင်းမြေငလင်းလောက်ခတ်မှုကြောင့်ပြည်သူများအသက်ဆုံးရှုံးမှုများနဲ့ပျက်စီးဆုံးရှုံးခဲ့မှုများအတွက်စာနာနာလည်မှုများနဲ့အတူထပ်တူခံစားရတယ်။ဘေးဒုက္ခများကင်းဝေးပပျောက်စေရန်အတွက်ရှမ်းပြည်နယ်တောင်ပိုင်း၊နမ်ဆန်ခရိုင်၊နမ်ဆန်မြို့နယ်တွင်ဇီဝိတာဒါနာငါးလွတ်ပွဲကိုယနေ့နက်9နာရီကနမ်ဆန်ကျေးရွာအုပ်စုကျောင်းကုန်းကျေးရွာရှိဝမ်ပုံကြီးလောင်တမန်တွင်ဆောင်ရွက်ခဲ့ပါတယ်။ အဆိုပါငါလပွဲတွင် နမ်စန်တန်နေမှုပုံမူစီလင်ကို အမှတ်83တန်ချက်ကစစ်စင်ရေးကုတ်ကဲမှုဌာနချုပ်မှယာယီနီဖြူဟာမှုဒုတိယပုံမူစီမင်းတန်အမှတ်93တက်လေ တန်ချက်ကတရင်မူဒုတိယဘုံမူစီရဲရင်ကျော်နဲ့ KIC မအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတင်ကျော်ဝင်းတို့ကဦးဆောင်၍ KIC စင်ဌာနဆိုင်ရာအကြီးအကဲများမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေမျိုးထွန်းနဲ့မြို့နယ်စင်ဌာနဆိုင်ရာအကြီးအကဲများအမျိုးသမီးရေးအဖွဲ့များနမ်စံကြေးရွာအုပ်စုအုပ်ချုပ်ရေးမူဦးဆိုင်ထွန်းအင်းနဲ့ကြေးရွာမှတိုင်းရင်သားတိုင်းရင်သူများကဇီဝိတာဌာနရွှေဝါငကြင်းစုစုပေါင်းအကောင်ရေ2900ကိုဝန်ပုံရေလောင်တမ မှန်အတွင်းစုပေါင်းပေးမယ်လွတ်ခဲ့ကြကြောင်းသိရှိရပါတယ်ရှင်။